အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဒီဗီဒီယိုထဲမှာဗိုက်တာမင်စီအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဗိုက်တာမင်စီဒီနေ့တာလိုအပ်တဲ့ပမာဏကဘယ်လောက်လဲပေါ့နော်အတာမင်စီကျွဲသွားတဲ့အစားအစာတွေကဘာတွေလဲဗိုက်တာမင်စီကို နေ့စဉ်လိုအပ်တဲ့ပမာဏပုံမှန်စားပေးခြင်းအပြင်ဘယ်လိုအကျိုးအာနိသင်တွေရရှိစေရလဲပေါ့နော်ဗိုက်တာမင်စီချွတ်တဲ့ရင်ဘာတွေဖြစ်တတ်လဲဆိုတဲ့ဒီအချက်လေးချက်လေးနဲ့ပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ ဗိုက်တာမင်စီအကြောင်းကိုသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါလို့ပြောချင်ပါတယ်။အဗိုက်တာမင်စီကျွဲဝါတဲ့အစားအစာတွေကဘာတွေလဲဆိုရင်ဇီးဖြူတီ၊သင်္ဘောရွယ် ထံကားသည်ဒန်းတလွန်သည်မမန်းသည်ဂွေသည်မာလကာသည်ဇောင်ရှားသည်ဒန်းတလွန်ရွယ်ဒန်းကျွဲရဲ့အဲစတာတွေအပြင်ပေါ့နော်ခရမ်းကျင်သည်လိမ်မော်သည်နနက်သည်တင်မော်သည်ရင်းနှူးလွယ်တသိင်းရွက်နဲ့ကစိုးရွက်တမယာသည်ရှောက်သည်ကပလာသည်ပေါ့နော်အဲစတဲ့အသီးနှံတွေမှာဗိုက်တာမင်စီအပေါ်ပေါ်များများပါဝင်တာကိုတွေ့ရတယ်ပေါ့နော်အဲတော့တနေ့တာဗိုက်တာမင်စီလိုအပ်ချက်ကအသက်20နဲ့60ကြာအမျိုးသားအမျိုးသမီးတွေမှာဆိုရင်35မီလီဂရမ်လိုအပ်ပြီးတော့ ်ကြတော့ကိုဝင်ဆောင်မိခင်နဲ့လူတိုင်းမိခင်တွေမှာကြတော့80 mg အဲပမာဏလိုအပ်တာကိုတွေ့ရတယ်ပေါ့နော်အဲတော့ဗိုက်တာမင် C ကိုတစ်နေ့တာအခုလိုအပ်တဲ့ပမာဏအတိုင်းစားပေးမယ်ဆိုရင်ဘလို့အကျိုးအာနိသင်တွေရသိတာလဲဆိုရင်တဖုံးတွေကိုကောင်းစေတယ်ပေါ့နော် ။ဒါတော့အရိုးတွေကိုခိုင်မာတောင်းနေစေတယ်၊သွေးအားကောင်းစေတယ်ဆိုရဲအကျိုးအာနိသင်တွေကိုရရှိမှာပဲဖြစ်ပါတယ်နော်။အဲဗိုက်တာမင်စီချို့တဲ့တယ်ဆိုလို့ရှိရင်အစာပြတ်တယ်အဲစကယ်ဗီလို့ခေါ်တယ်ယောဂဖြစ်မယ်နော်ဒီရင်သွေးအားနည်းမယ်တဖုံးကနေပြီးတော့သွေးတွေထွက်မယ်သွားပိုးစားမယ်အရိုးကျိုးလွယ်တယ်ပေါ့နော်အစတဲ့ယောဂတွေကိုလက်ရှိစေနိုင်ပြီးတော့တစ်ခါတည်းရင်ဒီအီးပြားအောက်မှာသွေးချေမှုလေးတွေဖြစ်တတ်တာမျိုးတွေတွေ့ရတယ်ပေါ့နော် လူအစ်စ်တွေရောင်ရဲကြိုက်ခဲတာမျိုးတွေဖြစ်မယ်အဲဒဏ်ရာအနာရတဲ့အခါမှာလည်းအတလူတက်နေတာအပြောင်နေတာပေါ့နော်အဲ့ဒါမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော် အာခြိကိုက်တံရတခုခုရရဲဆိုလို့ရှိရင်လေတွေးထွက်လွယ်ပြီးတော့သွေးမတိတ်တာမျိုးကြီးဖြစ်တတ်တဲ့အထိဖြစ်တတ်တယ်ပေါ့နော်ဒါကကြတော့ဗိုက်တာမင် C ချို့တဲ့ရင်အဲတွေ့ရမယ်လက္ခဏာလေးတွေပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗိုက်တာမင် C ရဲ့တနေ့တာလိုအပ်ချက်ပမာဏဗိုက်တာမင် C ကျွယ်ွားတဲ့အသီးနှံလေးအကျိုးအာနိသင်လေးအဲဒီဗိုက်တာမင် C ချို့တဲ့ရင်ဖြစ်တတ်တဲ့လက္ခဏာလေးတွေကိုအဲဒီ တက်မာကြီးလိုက်စားတဲ့သူတွေပေါ့နော်သိရှိနိုင်အောင်ဒီဗီဒီယိုလေးကို like and share ပြုလုပ်ပေးပါလို့ပြောချင်ပါတယ်ကျမကတော့တိုင်းရင်းစေးစရာတအုပ်ဖြစ်ပါတယ်ဒေါ်မမှုအောင်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်